လက္ခဏာအာနုဖက်ခွာသွားတဲ့အပေါ်မှာတော့ဒီကွက်လက်ကို အနိစလဖြစ်တင်းထားနိုင်ခြင်းမရှိဝယ်လိုက်တဲ့ဖူးဘက်တွေကအသင်းဟောင်းတွေမှာကစားခဲ့တဲ့ပုံစံတိုင်းမကစားနိုင်ဘူးတကယ်လို့အဲ့လိုကစားနိုင်ပြီဆိုရင်တော့လီဗာပူးရဲ့ first pick ကဘေးတက်ကအားကောင်းလာနိုင်တယ်ဆလာစီယာ twin goal တွေကိုတော်တော်ကြီး short ချလိုက်ပြီသူ့တည်ကစားနေတဲ့ဘိုး short ချလိုက်ပြီလက်ရှိဖြစ်နေတဲ့ဟာကလက်ပိုင်းထက်အများကြီးပိုပြီးတော့နက်နဲတဲ့ပြဿနာတစ်ခုလို့ထင်တယ် option ကနှစ်ခုရှိတယ်အသစ်တွေကဒီအဟောင်းရဲ့ system တွေကိုအံဝင်အောင်ကစားမှာလားဒီအသင်းရဲ့ရှိရင်ဆိုအဟောင်းကစားသမားတွေလိုက်ပြီးတော့ adaptation ပြန်လုပ်ပြီးတော့ကစားရမှာလားအဲ့နှစ်ခုမှာလွန်ဆွဲနေတယ် ကဲအားလုံးပဲမင်လာပါအတဘမီဆွေ Facebook နဲ့ YouTube Channel ကနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ရောအတန်းပါဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်နဲ့အတူပေါ့နော်ဒါ Liverpool သင်းရဲ့ topic တွေကိုဆွေးနွေးပေးဖို့အတွက်ဒါ Liverpool Ace Tom Reader ကဒါ Cole Tom Reader နဲ့အတူရှိနေရပဲဖြစ်ပါတယ်โอเคအဲဆိုလို့ရှိရင်ထွန်မြေမင်္ဂလာပါမင်္ဂလာပါကိုတန်โอเคကျွန်တော်တို့ Liverpool တင်ကြောင်ပြောရမယ်ဆိုလို့ရှင်ဒီချိန်ကတော့တိတ်ပြီးတော့ပျော်စရာကောင်းတဲ့ပျော်ပျော်ရွှင်ရွှင်နေပျော်စရာကောင်းတဲ့အချိန်တော့ဟုတ်မနေတာတော့ချိန်သေးတယ်ပေါ့နော် ိုလေးပွဲစတိုက်ရှုံးရတာဆိုလို့ရှင်ဒါနောက်ဆုံး17နှစ်မှာပရမအူဆုံးချိန်ဆိုတဲ့အတွက်တော်တော်လေးအချိန်နေဆိုးတဲ့အချိန်နေပေါ့အာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောစရာတွေတော့အများကြီးရှိနေမယ်လို့ထင်တယ်ပြဿနာတွေဒါနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှင်လေဒါဖြည့်ရှင်းစရာပြဿနာတွေဒါတော့ဒါအများကြီးဖြစ်နေမယ်ဒါပေမဲ့ကျွန်တော်တို့ကအကုန်လုံးလည်းတထိုင်နေနဲ့ပြောဖို့တော့လည်းအဆင်မပြေတော့ကျွန်တော်တို့အဓိကဖြစ်နိုင်မယ့်ပြဿနာတွေကိုနည်းနည်းလေးစပြီးတော့ပြောကြည့်ရအောင်အဲ့ဒါဆိုလို့ရှိရင်ဒီကျွန်တော်အမြင်ပေါ့နော်ပရမအောင်ဆုံးမြင်တဲ့ပြဿနာတော့ Liverpool ဆိုတာတခြားလုံးမှာဒါ site တွေဝင်နေတော့ဒါကအာသန်တဲ့အသင်းပေါ့လားအာကရိုးတဲ့အသင်းထက်စားလို့ရှိရင်အာသန်တဲ့အသင်းလို့ထင်တယ်အဲ့ဒါမှဒီညာချမ်းတာပို့ပြီးတော့လေဘဘူးသင်းအတွက်တစ်ချောင်းလုံးမှာပို့ပြီးတော့အာကိုးတဲ့ရတဲ့အသင်းတစ်သင်းလို့ကျွန်တော်တို့ကတော့ထင်တယ်ပေါ့နော်ဒီအာဒီမှာလေဘဘူးသင်းရဲ့ညာချမ်းတာတော်တော်လေးမငြိမ်တဲ့အနေထားပေါ့နော်အရှိမဆိုလို့ရှိရင်ဆာလာကဒါခြေစွမ်းကြသွားတယ်ဒါသူ့ အပြစ်လဲပါတယ်လို့အဓိကရတော့ဒါကျွန်တော်တယောက်တည်းအမြင်ဆိုလို့ရှိရင်နောက်တန်းမှာ right back နေရာကတော်တော်မတိမငြိမ်ဖြစ်နေတဲ့အနေအထားကြောင့်မို့လို့ထင်တယ်ပေါ့နော် Premier League မှာ10ပွဲစုစုပေါင်းပွဲစဉ်10ပွဲလောက်တည်းမှာဆိုလို့ရှိရင်တစားသမား3ယောက်ကဒါအချိုးကျပွဲထွက်ခဲ့ရတဲ့အနေအထားတွေရှိနေတယ်ပေါ့ဒီအတွက်ဆိုလို့ရှိရင်ရောတွန်နေနဲ့ဆိုလို့ရှိရင်ဒါဒီမတိမငြိမ်ဖြစ်နေတဲ့အနေအထားတွေပေါ်မှာဘယ်လိုမြင်လဲဒါတွေလိုဘယ်လိုမျိုးဘယ်အရပြဿနာဖြစ်စေတာလို့ထင်လဲဗျဟုတ်ကဲ့ပါဒီပါမီရောရဲ့ပြည်သက်တွေအားလုံးပဲမင်္ဂလာပါ ခုကအဲ့ဒီဘီဗျူအပိုင်းကတော့အဓိကသွားတာပေါ့နော်လီဗာပူးမှာလက်ရည်ဖြစ်နေတဲ့ပြဿနာတွေကတခြားအသင်းလိုမျိုးမဟုတ်ဘူးဒီပြင်ပကကွင်းကွင်းပြင်ပမတီးမငြိမ်မှုတွေဒီအဝယ်လဲကမ်းပြိုလဲမှုတွေအဲ့အနေစပြီးတော့ဒီပြဿနာတွေကဒီကွင်းတွင်းခြေစောင်းကိုသွားပြီးထိခိုက်စေတာမဟုတ်ဘူးဒီ queen twin ခြေစံဒီ inner တွေကပြဿနာတွေကနေပြီးတော့အပြင်ကိုပြန်ပြီးကူးဆက်လာတဲ့သဘောမျိုးလို့ကျွန်တော်မြင်နေတယ်ပေါ့နော်အဲ့တော့ဒီနေပြောအပိုင်းနေအရင်မပြောခင်ဒီ clock ပေါ့ ဒီ club ရဲ့အချိန်နဲ့လိမ့်နေတာလားဒီ arni slop ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာလေဟို arni slop တော့ကတော့တော်တော်လေးဖိအားကြီးစေလိမ့်မယ်သူကိုယ်တိုင်လည်းဒါတကယ်ဖိအားဆိုတာကိုသူကိုယ်တိုင်လည်းနားလေတယ်အဲ့ဒီပုံမှာဟိုမှာသူ့ဖိအားများနေတဲ့အပေါ်ပေါ်မှာဟိုမှာဒီယာဒီမှာကအသင်းရဲ့အားထားတော့ခုနကကိုယ်အရံပြောခဲ့တယ်လို့ပဲဒီ alazana arno ကမရှိတော့ဘူးပေါ့လေဒီ alazana arno မရှိတော့မှုနဲ့အတူဆာလာကလည်းခြေစွမ်းကြွားတယ် ဲ့ဒါကကျွန်တော်တို့ဒီယာဒီမာမမဟုတ်ဘူးဒီထားကြည့်လိုက်ရင်ပြီးခဲ့တဲ့ယာဒီမာကျွန်တော်တို့ PSG ကိုကျွန်တော်တို့ဟိုဒုတိယကြောပေါ့လေရှောင်းပနတီမီလန်ရှောင်းရဲ့ပွဲမှာဒီအာနိုနာဝါတယ်ဒီဗီတင်ညာကို press လိုက်လို့ရင်အာနိုနာဝါတာပေါ့အဲ့နာတဲ့ပွဲနောက်ပိုင်းနဲ့ကဆာလာကဒါဒုတိယယာဒီဝက်ခြေစွမ်းကြတက်လို့ပါဆိုတာမျိုးတဲ့အာနိုမရှိတော့တာသူ့အတွက်ကတကယ် impact အကြီးပဲပေါ့နော်ဟိုလီဗာပူးမှာဘေးဒက်တရားအရင်ကောင်းနေတာမျိုးမဟုတ်ဘူးဘေးဒက်မှာဒီ option တွေအများကြီးရှိနေတာမျိုးမဟုတ်ဘူးပေါ့နော်ဒီဒီ van dyne နဲ့ ဒီ grand bus နဲ့လမ်းကြောင်းလေးရှိတယ်အဲ့လမ်းကြောင်းလေးတစ်ခုပမာပဲတရား short bus နဲ့သွားတယ်အဲ့လိုမဟုတ်ရင်တို့ဒီ test phase ကိုကန်တင်တယ်ဒီ sala ကို focal point အနေနဲ့ထားပြီးကန်တင်တယ်ပေါ့လေအဲ့ဂျင်းတဲ့ချက်ထဲမှာရောက်နေပြီဆိုတော့အာနုကတကယ်ချိကုတ်ဖြစ်တယ်ဒီလေပါဦးတဲ့တော့မှာလုံးဝတစ်ချက်ထိနဲ့တစ်ချက်ထိဟိုမှာဘဲချေရောညာချေနဲ့ရောဟိုဘက်ဝင်ချိန်ပေါ့ဒီ switch လေးပေါ့ဝင်ဟိုဘက်ဘဲချမ်းဝင်းကြီးကိုလုံးဝအရှင်းကြီးကိုချိန်ပလိုက်နိုင်တယ်ဒါမှမဟုတ်ဒီ sala ရှိကိုဒီ တက်တဲ့ပေါ့နော်ဆလာချီကိုတက်တဲ့ low pass တွေကန်တင်ပေးနိုင်တယ်သူ့ရဲ့ pass quality ရောဒီဒီ long pass rate miss pass rate အကုန်လုံးမှာအားကောင်းတဲ့အခါမျိုးမှာဒီလက်စနက်အာနိုဖက်ခွာသွားတဲ့အပေါ်မှာတော့ဒီ quality ကိုအနီစလော့ဖြစ်တင်းထားနိုင်ခြင်းမရှိဘူးပေါ့ကိုတဲ့ဟုတ်ဒီလိုတော့အရင်ဆုံးတုံးတက်ပါတယ်အဲ့ဒီပေါ်မှာအပြီးတော့ကျွန်တော်တို့ဒီ quality ကို print bound ကဖြစ်ရမယ်လို့လည်းဟိုမဟုတ်ဘူးပေါ့လေဒီ bradley ကဖြစ်ရမယ်လို့လည်းမဟုတ်ဘူးပေါ့ဒီ quality ကတကယ်တော့ဒီ creator ပျောက်ဆုံးနေခြင်းပေါ့ဒါကြောင့်လဲအနီစလော့ကဒီ ဒီ full back နေရာမှာညာချမ်း full back နေရာမှာ service line ကိုဒါလာတုံးတယ်ဆိုတာကအဲ့ passing quality ထွက်စေခြင်းလို့ဟုတ်သူ့မှာကလည်းနည်းနည်းအရှိနေတဲ့နောက်လွန်ဆွဲမှုလေးတွေရှိတယ်အာဒီ slot မှာကလည်းတကယ်တော့ဒီသူခေါ်ယူလိုက်တဲ့ဒီ full back ပေါ့နော်ဒီ gas gas ပဲဖြစ်ဖြစ် frame ပေါင်ပဲဖြစ်ဖြစ်ကသူတို့ရဲ့အသိဟောင်းနေမှာဆိုရင်ဒီ tight set ကိုဒီ basin ကနေကတ်ပြီးတော့ tight set ကိုလိုက်ပါကစားတဲ့ပုံစံလေးလွတ်လပ်လပ်ပေါ့လေဒီ flying full back ပေါ့အခုဒီဒီ liverpool မှာကြာတော့ arsenal လက်အောက်မှာကြာတော့အဲ့ touch liner ကိုထောက်ထားတာဒီ corey gapo နဲ့ salah နဲ့ဖြစ်နေတယ် အဲ့လိုနေသားမျိုးမှာဒီဒီနောက်ကသူတို့ရဲ့ fullback ကသူတို့ဝယ်လိုက်တဲ့ fullback တွေကမနစ်ကသူတို့အသင်းဟောင်းနေမှာကစားခဲ့တဲ့ပုံစံတိုင်းမကစားနိုင်ဘူးတကယ်လို့အဲ့လိုကစားနိုင်ပြီဆိုရင်တော့ Liverpool ရဲ့ဒီ fast fade Vedas ပေါ့နော်ဒီ fast fade က Vedas ကအားကောင်းလာနိုင်တယ်အဲပို့ပြီးတော့လေဒီ passing option တွေများလာနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်ကိုယ်တည်းဟုတ်ဟုတ်ကဲ့အဲထွန်ပြောသားရဲ့တဲမှာလည်းတွေ့ရပေါ့နော်ထွန်နာက ပြီးတော့ရင်ကျွန်တော်လည်းဒီတရားဒီလုံးပွဲတွေကြည့်နေတဲ့အချိန်တွေမှာဒါ Salah Row ဒီ test line တော့ဆွဲချလိုက်တာကသူ့ကိုပို့ပြီးတော့ခြေစွမ်းပို့ကြစေလို့ထင်တာကျွန်တော်ထင်တော့သူဘောလုံးထိရတဲ့နေရာတွေကလည်းဒါသူ့အတွက်အဓိက threat ဖြစ်လောက်တဲ့နေရာတွေနဲ့လည်းပို့ပြီးဝေးသွားတယ်ပြီးသားလို့ရှိရင်အနောက်ထပ် side back နဲ့ဒီ link တက်ပြန်ပြီးတော့ play တဲ့နေရာမှာလည်းနည်းနည်းလေးဒုက္ခရောက်စေပါတော့ထို့သဖြင့်ဒါ frame bound နဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ရုံးတန်တဲ့အနေနဲ့ဒါပါဆို frame bound ကလည်း side line ပဲပို့သွားခြင်းနဲ့ corner bracket လေးတော့ကြတော့ဒါသူက ဒီ undergrad လိုမျိုးပြန်ပြီးတော့သွားလာတာတော့ပိုပြီးရှိတယ်လေ frame boundary ဆာလို့ရှင်အဲ့ဒါလေးတော့ကျွန်တော်လည်းနည်းနည်းတော့မြင်မိသလားလို့မှန်တယ်ကိုတန်သူ့ကိုတော့ဒီ test liner ကိုဆွဲချဲလိုက်တာကတော့ကြာပြီပေါ့လေကြာပြီဆိုပေမဲ့သူ့စီကဒီ go ပေါက်နဲ့ဝေးသွားပဲမယ်ဒီသူ့စီကနေ key pass တွေထွက်တယ်ကျွန်တော်တို့ကဟုတ်ကဲ့ထားပါတော့သူ့ဒီ test liner ဆွဲချဲလိုက်တယ်ဒီ arno နဲ့ဒီ support line ကသူ့ကိုယမ်းပြီးတော့တည့်ရမှာ sala နဲ့တွဲလက်ပို့ပြီးတော့ freedom ဖြစ်အောင်ဆာလာနာကိုကတ်ထားတဲ့လူတွေကိုသူကခွဲခွဲခေါ်ပေးသွားဥပမာထားပါတော့ service line ကိုဒီ analog run နေပြေးသွားပြီဆိုဆာလာကဒီဘက်ကိုကတ်တင်လုံးမလားဒါမှမဟုတ် service line analog run နေကိုထိုးပြီးမလားဆိုတဲ့ option တွေအများကြီးပဲအခုဒီရာဒီမှာကျတော့သူ့နောက်ကခုနကျွန်တော်တို့ပြောခဲ့သလိုပဲအာနုကမရှိတဲ့အပြင်ကိုမှ service line ရဲ့အဲ့ညာချမ်းနေရာမှာတကယ်တော့ရှိမနေဘူးဟိုထားပါတော့ဒီ united နဲ့ပွဲမှာဆိုရင်ဒီ alexander isak ကစားရတယ်အဲ့သူကြီးက analog run နေနဲ့ဒီဆာလာပေးချင်တဲ့ပုံစံတွေနဲ့ချိန်တန်းပွားပြီးတော့မကြိုက်တာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့နောက်တစ်ချက် ကျွန်တော်ဒုတိယပိုင်းမှာဒီ United ဒုတိယပိုင်းမှာ Florian Piers ဝင်လာတယ် Florian Piers ကလည်းအဲ့လိုညာချမ်းပဲရိုင်ကစားရတယ်ဒါပေမဲ့အဲ့လိုပဲဒီ Sobos line နဲ့လောက်ပို့ပြီးတော့ Sobos line နဲ့တွဲတော့လောက်ဟိုဘယ်လိုပြောရမလဲဟိုနားလည်မှုအားမကောင်းဘူးဆိုတာကိုတွားပြီးတွေ့ရတယ်ပေါ့လေပြီးတော့ဒီယာတီမာကပြောင်းလဲလာတာကဘာရှိအောင်လဲဆိုတော့ဆာလာရဲ့ landscape ကထပ်ပြီးတော့ပြောင်းသွားပြီအရင်မိနစ်တွေမိနစ်ကယာတီတွေကသူက touch line ကိုကတ်တယ်ကတ်ပြီးတော့သူကဘာလုပ်ရလဲဆိုရင် ဒီ key pass တွေဒီ box ဆဲကိုထိုးပေးမယ်ကတ်ရင်လုံးမယ်သူရမန်ကဝင် drone ဝင်လာတဲ့ခါမျိုးကျရင် front ကဒီဒီဟို touch line ကိုဒီ width ကို line ဖြည့်ပြီးတဲ့ပုံစံမှာဒီရဒီမှာကတော့ဆာလာကအဲ့ row ကိုပါထက်ပြီးတော့ short ချလာတယ်ဟိုလွယ်လွယ်လေးပြောရရင်သူ့ကိုတည်ပြီးကစားတဲ့ပုံစံကို short ချလာတယ်ပေါ့နော် short ချလာပြီးတော့ဟိုဘာလို့ရလဲဆိုရင်သူကဖန်တီးပေးရတယ်ဒီ Vanbron Vanbron course ပေါ့နော်ဒီကျွန်တော်တို့ဒီ hiking ကနေရာကိုဝင်လာတဲ့ဒုတိယလက်ထောက်နေပြသူ့ရဲ့ session လေးကြီးလည်းရှိတယ်ဒီ attacking မှာသွားနေပြီဆိုရင်ကျွန်တော်ဘိုးသွင်းမဲ့ကစားသမားရှိတယ် အဲ့ဘိုးတော်မဲ့ကစားသမားကိုဖန်တီးပေးမဲ့ကစားသမားရဲ့ဘောလုံးထိကြတာတစ်ချက်ပဲရှိရမယ်ဆိုတာမျိုးရှိအဲအဲ့လိုမျိုးကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ထားပါတော့ဒီဘက်ကအဲမက်ကလစ်စတာပေါ့နော်မက်ကလစ်စတာဆာလာရဲ့ဝင်းကိုကန်တင်ပေးလိုက်တယ်ဆာလာကဒီပေါက်သေးကအီဆက်ကိုဖန်တီးပေးနေတယ်သူအဲ့ကန်ငယ်တဲ့ဘောလုံးကသူကမထိမ့်မဲ့တစ်ချက်တည်းနဲ့ဖန်တီးပေးရမယ်ဆိုတဲ့ပုံစံမျိုးဒါကိုကြည့်ချင်းအားဖြင့်ဆာလာစီကကျွန်တော်တို့က ဒီ twin core တွေကိုတော်တော်ကြီး short ချလိုက်ပြီသူ့တေကစားနေတယ်ဘို့ short ချလိုက်ပြီသူ့ isolated ညာချမ်းမှာထားပြီးတော့ဘယ်ချမ်း cordy cable ဘက်ကိုပို့ပြီးတော့အားဆိုင်လာမယ်ဆိုတဲ့ပုံစံမျိုးကိုတော့အမြင်တွေ့ရတယ်သူ့ရဲ့ touch တွေရတယ်ပြီးခဲ့တဲ့ယာတီမှာဒီ penalty area box ထဲမှာဒီဘောလုံးထိတဲ့သူ့ရဲ့ဘောလုံးထိချက်အားလုံးရဲ့ဒီစက်ခွန်ရာဂိုင်လုံးလောက်က penalty area box ထဲမှာဒီယာတီမှာဆိုရင်တော့ဒါတန်းပါဆန်းလာပေါ့နော်ဆယ်ရာဂိုင်လုံးလောက်ပဲရှိရတယ် box ထဲမှာထိတဲ့ဟာက သူကဒီညာချမ်းတက်လိုက်မှာပဲရန်ကို isolated ဖြစ်နေတယ်ဆိုတာမျိုးသွားတွေ့ရတယ်အဲ့တော့ကျွန်တော်ဘလို့ပြင်ဆင်မလဲပေါ့ဘလို့ပြင်ဆင်မလဲကတော့ကျွန်တော်ခုနပြောလို့ပဲဒီ free bound လို့ဟိုဒါအဲ့ဝတ်ကိုပေးလိုက်မယ်နော်ဝတ်ကိုပေးလိုက်မယ်ဆိုရင်ဆာလာအတွင်းထဲကိုပြန်ပြီးဝင်လာလို့ရအဲ့အတွင်းထဲကိုပြန်ပြီးဝင်လာပြီဆိုတာနဲ့ဆာလာကငဘိုးဆာလာပြန်ပြီးတော့ကျွန်တော်မြင်ရနိုင်တယ်ပေါ့ဒါတော့အနိစတော့လုံမလားမလုံဘူးလားစောင့်ကြည့်ရမယ်။ဘာပြောခုဆိုတော့ဒါ၄ဘက်ဆိုင်ရှုံးသွားပြီ။ဒီရှုံးပြီးတဲ့နောက်မှာသူအပြောင်းလဲတွေလုံတဲ့နေပြီပေါ့နော်။ဒီကျွန်တော်မြင်ရတဲ့လောက်ကတော့ဒီသူသွားနေတဲ့ချိန်နဲ့ လက်ရှိပုံထားတဲ့ကစားသမားတွေနဲ့ဘယ်လက်ရှာကိုတော်တော်လေးခက်တယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်တယ်အဲကျွန်တော်လည်းအဲ့လိုမြင်နေပါတော့ Liverpool ရဲ့လက်ရှိဖြစ်နေတဲ့ဟာတာပေါ့နော်ဟိုအဓိကရလက်ပိုင်းဆိုတာထက်ပြဿနာရလက်ပိုင်းထက်အများကြီးပိုပြီးတော့နည်းနည်းတဲ့ပြဿနာတခုလို့ထင်တယ်။ဘာဘာလဲဆိုလို့ရှိရင်အသင်းရဲ့တရားဒီလုံးမှာသွားကျင်တဲ့ shape တာဘာလဲစဉ်းစားတာပေါ့နော်မနေ့က Man United နဲ့ပွဲလေပြီးသွားတော့အဓိကပြဿနာတာဘာလဲဆိုလို့ရှိရင် slot ရဲ့သူသွားကျင်တဲ့ system တခုတော့သူ့စီမှာ ground ထဲမှာရှိမှာပေါ့နော်အဲ့ဒီ စစ်စတန်တခုနဲ့အတိုင်းညီဆုံးလူစီရင်နဲ့ပြီးသားလို့ရှိရင်အတိုင်းညီဆုံးလူတွေကိုရှိတဲ့လူတွေကိုဘလို့သုံးမလဲဆိုတဲ့အဲ့ဒီ balance ကရှာဖို့တော်တော်လေးခဏခဏတုံပြောတဲ့လိုပဲခက်နေရလို့မြင်နေပါတော့။ဘာနဲ့သွားပြီးဆက်ဆက်ပြီးပြောမလဲဆိုလို့ရှိရင် club lot out မှာတုံးတာလဲဒါကျွန်တော်တို့ site တွေကိုလွတ်လပ်လပ်သွားထိုင်းနေပြီးသားလို့ရှိရင်အော်ဥမာထားပါဆိုအထူးသဖြင့်ညာချမ်းကြောက်မဲ့ဆက်ပြီးပြောရမယ်ဆိုလို့ရှင်အာနိုးဆိုလို့ရှင်ရှေ့ရိုတချို့ချိန်တွေမှာတက်ခဲ့တဲ့အချိန်တွေအဲ့ဒီအချိန်မှာဆိုလို့ရှင်အနောက်မှာခက်ကြီးကအကြီးရှိရေပေါ့နော်အဲ့ဒီဟာကိုတချို့ဒါ ဖန်တစ်တွေတော့ပေးသားလို့ရှင်ပေးသက်တော်တော်များများတာဒါဝေဖန်ကြတဲ့အနေအထားမှာရှိတယ်ဒါကအဆင်မပြေဘူးဒီလိုမျိုး draft တွေအများကြီးရှိနေတာဒါနောက်တန်းမှာအား class မှာအားနေမှုရှိတယ်ဘာညာဆိုပြီးတော့ပါနော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာအဓိကကတော့ဒါပြည့်သက်တွေတော့ဒါ100% perfect ဖြစ်တဲ့အနေအထားမျိုးကိုစိတ်ထဲမှာတော့လိုက်ပြီးတော့အများအမ်းရှာတယ်လို့ထင်တာပဲတကယ်တမ်းတော့100% perfect ဖြစ်တာတက်စားလို့ရှိရင်အသင်းအတွက်ဘယ်ပုံစံတော့အကောင်းဆုံးနဲ့ဒီ lead မှာကြာရှည် အေးရက်တည်နိုင်မလဲဆိုတဲ့ပုံစံကအသင့်တော်ဆုံးဖြစ်ဖို့အရေးကြီးမယ်လို့ကျွန်တော်တို့ကထင်နေပါတော့ဒါကဒါကခဏတာတစ်ချက်ပါနောက်ထပ်တစ်ခါကဒါ trend မရှိတော့တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လဲဝင်းဘတ်တွေကအခုချိန်မှာ M winner တော့ကျင်းနေတယ် M winner မှဒါခဏတာပြောသလိုဒီသူတို့တို့တိုက်ဆက်မှာဆိုလို့ရှိရင်လွတ်လပ်လပ်ပေးမသွားသလိုနောက်တစ်ခါကလည်းဒီ classic ပိုင်းမှာဆိုလို့ရှိရင်လဲသူတို့ရဲ့ site ကြောင့်မို့လို့လားမသိဘူးကျွန်တော်တို့တွေဒီ နှစ်မှာဆိုလို့ရှိရင်ဒါပရီးမီးယားလိရဲ့ trend ကလည်းပြောင်းလာပြီတကယ်လောင်းဘောတွေ direct ဘောတွေသွားနေတဲ့အချိန်မှာဒီ side back တွေဘက်ကလည်း goal rate ကိုပို့ပြီးတော့ twin view နေရတဲ့အနေထားတွေတောက်လျှောက်မြင်နေရတယ်လို့မြင်နေအဲ့ဒီဘောတော့ဘယ်လိုမြင်လဲထုံးအဲ့ဒီအပေါ်ကပထမဆုံးတစ်ချက်အော်ကိုရမေကောပထမဦးချက်ပြန်ကောက်ပါရဲ့မှန်တယ်ဒီဖူးဘက်တွေကဒီစတီပလန်တစ်ခုကိုအံဝင်မနေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကစဉ်းစားကြရနှစ်ခုရှိတယ်အစ်စ်နဲ့အဟောင်းနဲ့အစ်စ်ဆိုတာကဒီကစားသမားအစ်စ်တွေကိုပြောတာအဟောင်းကကစားသမားအဟောင်းတွေဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အစ်စ်တွေရောက်လာပြီဆိုရင် option နှစ်ခုရှိတယ်အစ်စ်တွေကဒီအဟောင်းရဲ့ system တွေကိုအံဝင်အောင်ကစားမှာလားဒီအဟောင်းအဟောင်းသူတို့အတင်အရင်တင်းနေမှာဘလို့ပဲကစားကကစားတယ်ဒီဒီလီဗာပူးကိုရောက်လာပြီလီဗာပူးရဲ့ကစားသမားတွေနဲ့အံဝင်မဲ့ပုံစံကိုသူတို့ adaptation လုပ်မှာလားဒုတိယ option ဒုတိယ option ကကြတော့ဟုတ်အစ်စ်ရောက်လာတဲ့ကစားသမားက revolution နဲ့ဆန်သွားပြီ evolution အဆက်မဟုတ်တော့ဘူးเนาะတကယ်နံပါတ်10 process တွေဒီ pure nine ပုံစံမျိုးတွေဒီ modern nine ပုံစံမျိုးတွေပါလာပြီဟုတ်တယ်လေးလေးယောက်၅ယောက်ဖြစ်သွားပြီတယောက်နှစ်ယောက်လည်းမဟုတ်ဘူး ဲ့၄ယောက်၅ယောက်ကမှတယောက်ချင်းစီရဲ့ဈေးွက်တန်ဘိုးကဒါအရန်မြင့်တယ်ဒါပါတော့ဒီ frame bound ကဒီစာချုပ်ဖြတ်သိမ်းရေးရှိတယ်ကက်ကက်မစိုးသူ့ဈေးလေး AKTK ESET Florian VS တန်ချေးရဒါပေါင်တန်း300ကျော်တယ်အဲ့ပေါင်တန်း300ကျော်တဲ့ဒီကစားသမားကဒီအဟောင်းတွေအတွက် application လောက်ရမှာလားဒါမှမဟုတ်ဟောင်းလေရပဲဒီအစ်စ်တွေသွားကျင်တဲ့ပုံစံမျိုးအစ်စ်ကစားသမားတွေသူတို့အရင်တည်းမှာဘာတွေအားသာခဲ့လဲအဲ့အားသာခဲ့တဲ့အပေါ်မှာသူအသိရရှိရင်ဆိုအဟောင်းကစားသမားတွေဒီက 嚟边度？阿只本身偏老边度嘅茶系咪啦？因个区嘛用苏人嚟嘅，但老实讲，阿啲地方都，阿啲师傅话都多系好呢，好 atte, ed, 多东西系。阿只本身楼盘，啲区伯嚟做嘅，阿只特色奶路咪啱，好唔好？O.K. okay. 哦，都潮州潮州味嘅都偏啲嘅。诶，潮州味嘅，都都好啲嘅，嘅茶冇铺。如果你阿边只时代咩，你你把部车买到都六廿多年嘅，完全系嘅茶味啦。你佢阿妈路啲咩嘢？唔系保鲜嘅，特色嘛啲嘢先，老埋嚟啲，或者食下都六廿三年嘅事。你。 လေဘာဘူးမှာတကယ်ကြာစွာရဆက်စစ်မရှိဘူးတစ်ချိန်တည်းမှာစာလာရဲ့လောကနှောင်းရတယ်ချာတယ်အဲ့လောက်ကြီးကောင်းမလို့ဒါကိုယ်ရံပြောတယ်ပထမမေးခွန်းကိုဒါ option တစ်မျိုးကိုကျွန်တော်ပြောပြရအောင်ဒုတိယမေးခွန်းဒီ site ဘက်တွေကကိုယ်ပြီးပေးနေရတယ်ဆိုတော့ပုံစံကဒီ site ဘက်ကစားသမားတွေရဲ့ခုနကိုယ်ရံပြောသလိုပဲဒီ physical ဘိုင်းအားနည်းမှုကြောင့်ရောဒီသူတို့ရဲ့ခက်စစ်အရေးသွေးနှိမ်ပါမှုကြောင့်ရောလေးဆက်ရကံကြောင့်တော့ပါတယ်ဒီကိုယ်ပြီးပေးရတာပေါ့နော်အားသွားခြင်းလို့မရဘူးကက်ဒီဘာလို့သူတို့က flying full bat တွေကြာတယ်ဆိုတော့ပါမဟုတ်ဘူး ဟုတ်တယ်ဒီဘာစီလိုနာကွန်တေးတို့လို့မဟုတ်ဘူးမန်စီးတီးတို့ဒီကူစာနော့ပရိုပါတို့တို့ညာချက်ဖူပတ်နေတဲ့သုံးနေအဲအဲ့လိုပဲကျွန်တော်တို့အဲဂျူလီယန်တင်းဘာပေါ့အာဆင်နယ်မှာဆိုဒါသူတို့ဆိုဒါနယ်သာလန်မှာဆိုဗန်တိုင်းနဲ့တွဲကစားနေတဲ့စန်တာဘက်တွေဒါပေမဲ့သူတို့ဖူပတ်နေရမှာကစားရတဲ့လုံနယ်ပေါ့လေဒါနေချာအရဆိုအဲ့တော့ဒီစိုက်ဘက်နေရာကနေဘိုးတွေပေးနေရတာကသူတို့ရဲ့ physical ဘိုင်းရောခက်စစ်အားနည်းမှုတော့က40ခန်းလောက်ပါနောက်ထပ်60ရာခိုင်နှုန်းကကျွန်တော်တို့အသင်းရဲ့ system ခုနကပြောတဲ့စကားလိုပဲဒီတိုက်စစ်မှာကခက်စစ်ကိုပိတ်မလိုက်နဲ့ဆိုတော့ပါမက်ကိုရထားတဲ့စကားသမားတွေအများကြီးတယ် ခုချက်စည်းဆိုကျွန်တော်ပြောပြမယ်ကိုတည်းဒီကနတ်ချုပ်ဒီဘက်ကနတ်တို့ခန်းစစ်ကိုတဲကြီးမဲကြီးလိုက်ပြီးကစားတယ်အာဆင်နယ်ကိုကြီးလိုက်မှာဒီမာတင်နယ်လီဆာကာခန်းစစ်ကိုတဲကြီးမဲကြီးလိုက်မန်ယူအဲဒီဘက်ကအန်ဘူးမိုဒီမနီယာဆိုလဲဒီအန်ဘူးမိုယူနိုက်တက်ပေါ့လေ sorry ပါဒီအန်ဘူးမိုတို့ဒီဘက်ကမေဆင်မောင်းလို့ဆိုတာဒီ541 shape ကြီးမှာသူတို့က left mid right mid ပုံစံမျိုးဖြစ်လီဗာပူးကိုကြီးလိုက်မယ်ဆိုရင် ဒီကပူစီယာရောဆလာစီယာရောခန်စစ်ကိုအဲ့လောက်ကြီးတဲကြီးမဲကြီးလိုက်တဲ့ပုံစံမျိုးမတွေ့ရတဲ့လို့ဒီကပူဆိုလဲသူ့ရဲ့ position ကိုဒီ present skin ပြောင်းလိုက်တယ်ပေါ့လေဒီ4312ဆိုတဲ့ present skin မှာသူက tag line နဲ့ရောက်တယ်ဒီ4ရှိတာ3ရှိ3ရှိအဲ့3မှာကပူရဲထားပါတော့ဒီဘက်ကဒီ grand bass ရဲ့ source line ရဲ့ဖြစ်ကောင်းဖြစ်မယ်အဲ့မှာသူကအဲ့ line ကိုတော့ရောက်တော့ရောက်နေတယ်ရောက်နေပြီမဲ့သူအဲ့ရဲ့လောက်ရမယ်အလုပ်တွေသူ လုံနိုင်ဘူးလို့ကျွန်တော်ခံစားရတယ်။အမှန်လဲဒီ ASEAN Road တော့ကဘူကအနည်းနာခံပြီးဆင်းပေးနေရတယ်ပေါ့လေ။ပြိဿအမြင်မှာတော့တကယ်လဲဆင်းပေးနေတယ်။ဒါပေမဲ့အဲ့အပေါ်မှာအဲ့ Road ရဲ့ fashion တွေကိုသူအတိအကျမလိုက်နာနိုင်တာပဲလား။နီးပြပဲ instruction ကောင်းကောင်းမပေးနိုင်တာတော့ကျွန်တော်နားမလဲဘူးပေါ့လေဒီနေ့ကဒီချက်စီးနဲ့ပွဲမှာဆိုဒီမဲလိုဂူစတိုဟိုကိုက်စီတို့ကိုတစ်ချက်တိနဲ့ပြန်ပုတ်ပြီးတော့ကိုက်စီတို့သွင်းသွားတဲ့ဂိုးဆိုဒီမဲလိုဂူစတိုကအဲ့ရှက်ရဲ့ presence ခင်းမရတော့ဂပူရဲ့လူဒါတော့ကျွန်တော်ယူဆချက်ဂပူရဲ့လူဂပူရဲ့လူအဲ့တော့ မိကုန်ပြန်ကောင်းဝိုင်ဒီခက်စစ်ကြီးဒီကဲကက်စ်တို့ပရင်ပောင်းတို့အားနေတာ40ခန်းလောက်ရှိတယ်ဒီ system အကူအညီကိုမရတာ60ခန်းလောက်ရှိတယ်အဲ့ဒီကြောင့်ပဲဒီ pocket area ကနေဘိုးတွေအများကြီးပေးနေရတာပေါ့တပါဘူးကအော်ဟုတ်ကဲ့ဟုတ်ပြန်ပြီးစဉ်းစားတာပေါ့နော်နောက်ဆုံးပြန်ပြီးတောက်မယ်ဆိုလို့ရှိရင်ဒီအဓိကကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ cyber နေရာတွေကလည်းန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 ည်းဆိုတာထက်ပေါ့နော်ကျွန်တော်တက် Liverpool ဆိုတဲ့ဟာက system ပေါ်မှာတည်ပြီးတစားတဲ့အတင်းလို့ကျွန်တော်တို့ကတော့ခံယူရတယ်ဗျာတောက်လျှောက်မှာ ဟိုဟိုရှိတာ right horse တို့ပါတော့ကျွန်တော်ထည့်ပြီးမှပြောတော့ဘူးနော် Brandon Roger တို့သိပ်ပြီးထည့်မှပြောတော့ဒါလင် club letter ကနေစပြီးတော့ကျွန်တော်တို့အခုချိန်ဒီ10နှစ်ကျော်လောက်တည်းမှာ Liverpool system ပေါ်မှာပဲအားလုံးကတည်ပြီးသွားခဲ့တယ်အတင်းအဲတစားသမားတိုင်းကသူ့နေရာနဲ့သူတာဝန်ခြေပြင်ပြီးတော့သွားရတယ်တာသူ့နေရာမှာသူတာဝန်ခြေပြင်လို့ရှိရင်ဘေးနားက surrounding area မှာရှိနေတဲ့တစားသမားတွေကပြန်ပြီး లై ဖြည့်ပေးတာ ਨੇ သူတို့ရဲ့နေရာတွေပါပို့ပြီးတော့တာဝန်ခြေတဲ့ဟာတွေပြဿနာရှိမှာဒီကြားထဲမှာမှာအသင်းရဲ့ balance တာပါညှိဖို့လိုနေတဲ့အနေအထားမှာဆိုလို့ရှိရင်တော့ အာဘယ်လိုပြောမလဲပြဿနာကပိုပြီးကြီးလာတယ်ဗောနအဲ့အတွက်ကျွန်တော်တက်ဆိုလို့ရှိရင်ပရမအုံဆုံးဖြေရှင်းရမယ်ပြဿနာကဒီဟေးစိုက်ဘက်တွေကိုအရင်ဆုံးလေးတို့ရဲ့အကောင်းဆုံးပုံစံကိုရအောင်အသင်းနဲ့အကန့်ညီဆုံးဖြစ်အောင်ညှိရမယ်ပြဿနာလို့ထင်တယ်အဲ့ဒီအတွက်ဆိုလို့ရှိရင်ဘယ်ဟာက solution ဖြစ်လာနိုင်မယ်လို့ထင်လဲဒီ solution လို့ပြောတဲ့နေရာမှာကျွန်တော်တို့ကဟို formation တွေပြောင်းပြစ်တာမျိုးတွေ့ရမှာဆက်ပြန်ပို့ပြတာမျိုးဒါကျွန်တော်တို့ရဲ့ option တွေရှိတယ်ဗောလေဒါတွေကကျွန်တော်တို့ ကျွန်တော်ရဲ့အမြင်တသက်ပါပဲဒါကဟိုဒီပြချက်ကိုတီးပိုတော်နေလို့လည်းမဟုတ်ဘူးဒါတွေကိုလုံးကြည့်တယ်ဆိုတဲ့နေရာမှာလည်းကျွန်တော် Anisilo ဘာတွေလုတ်ခဲ့လဲကိုခြေရာကောက်ခဲ့ဘူးပြီးတော့ဒီ Anisilo လုတ်ခဲ့ဘူးတဲ့အထက်ကပဲကျွန်တော်ပြောမှာပေါ့အဲ့တော့ဒီ fullback တွေကိုကျွန်တော် touch line ကိုပေးလိုက်ဖို့အချိန်တန်ပြီလို့ကျွန်တော်ခံစားရတယ်အဲ့တော့ဒီ width width folder တွေကိုဒီ gabo တို့ sala တို့မပေးတော့ဘဲနဲ့ဒီ width folder တွေကိုကက်ကက်ကက် sprint ball ကိုပေးလိုက်ပေးပြီးတော့ဒီ van dyne နဲ့ corner တွေကြားတဲ့ကို corner back ကို drop 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 လိုက်တက်သွားလိုက်ကစားတဲ့ပုံစံမျိုးကစားအဲ့ဒီမှာဒီ ဒီကတိကျုံနဲ့ server slide ပေါ့တကယ်ခွင့်လက်တော့ကတိကျုံရဲ့ server slide ရဲ့ဒီ prime batch ရဖြစ်မယ်အဲပြီးွားရင်တော့ဒီတိုက်ရှစ်3ယောက်ကတော့ inside for war 2ယောက်ဒီ force 9တယောက်ကျွန်တော်တို့ဒီ famino sala mane kick ကလို့ဟုတ်ကဲ့ဒီ batch inside for war မှာကျွန်တော် akitk သုံးလို့ရတယ်ညာချင်း inside for war မှာ sala သုံးလို့ရတယ်ဒီ force 9ကတော့ florian bs ပေါ့အဲအဲ့ဒါဆိုရင်တော့ဒါဒီ full bat တွေရဲ့ solution ပဲဒါဘာပဲပြောကိုယ်တန်တေချာပြန်တွေးကြည့်လိုက်ရင် ဒီကူဘက်တစ်စုံလုံးကကျွန်တော် fan flying ကူဘက်ဖြစ်တယ်အဲ့ဒါကိုဝယ်တဲ့ချိန်မှာအာကစား driver နဲ့ arnie slot နဲ့စကားတချို့တော့ပြောခဲ့မှာပဲဒါပေမဲ့သူတို့ညိုင်တဲ့ပြဿနာဒါလေးကိုသူတို့ကိစ္စတသိလေးလို့ထင်ကောင်းထင်နိုင်လိမ့်မယ်ဒါပေမဲ့ဒါကြီးကမထင်မှာပဲကိစ္စအကြီးဖြစ်နေတယ်ပေါ့ဒီ full back တွေကဘလို့မှ adaptation ကိုလိုက်မလုပ်နိုင်ဘူးဖြစ်နေအနေဒါမှာသူတို့ဒီတိုက်စစ်ကိုလိုက်သွားသူတို့တိုက်စစ်လိုက်သွားတဲ့အချိန်မှာကျွန်တော်တို့သူတို့ရဲ့တိုက်စစ်ကိုအရင်ခေတ်ကကျွန်တော်တို့ဒီ robo robo လို့အာနူတို့တိုက်စစ်လိုက်သွားတဲ့အချိန်မှာဒီ vice နဲ့တဲ့ဟန်နာဆန်ကသူ့ full back ပြန်ပြီးကပါပေးလို့ပဲ အဲဒီအချိန်မှာလည်းတို့တိုက်စစ်ကိုတို့လည်းတက်သွားတဲ့အချိန်မှာကျွန်တော်ခုနကွင်းလက်တပဲကွင်းလက်နှစ်ယောက်ဖြစ်တယ်ဒီကတကြောကဘယ်ချမ်းကိုပြန်ပြီးကာပါလို့ဆော့ဘတ်လိုင်းကညာချမ်းကိုပြန်ပြီးကာပါလို့အဲအဲ့လိုမျိုးလေးဆိုတော့ပို့ပြီးကောင်းရမယ်အဲဒါအဲ့မှာဂျင်းရမှာတယောက်ရှိတယ်ကော်ဒီဂတ်ဘို ကော်ဒီဂတ်ဘိုရဲ့ဝတ်ကိုရင်းရမယ်အဲကော်ဒီဂတ်ဘိုကိုတကယ်သုံးကျင်ခုနကျွန်တော်ပြောလို့ inside forward လို့ထားပြီးသုံးလို့ရတယ်သူ Netherlands မှာလည်းတကယ်တော့ကွင်းလက်တိုက်စစ်ပုံစံမျိုးစပြီးကစားခဲ့တာတောင်မန်မကစားဘူးတောင်မန်တောင်မန်စစ်တကြီးမဟုတ်ဘူးပေါ့လေ Netherlands နဲ့ဒီလို3 back သွားတဲ့ပုံစံမျိုးမှာ Darren Blind ကတကယ်ဝတ်ကိုထောက်ထားပြီးတော့ ကပ်ပိုကအတွင်းထဲကလာတဲ့ပုံစံသားခဲ့တာပဲဆိုတော့ဒါကပ်ပိုလည်းအဲ့ညာမှာသူကျွန်တော်ပို့ပြီးတော့ကြိုက်သေးတယ်ကပ်ပိုဒီက8.5ဆိုတဲ့ပုံစံတော့ဒါတော့ solution ပေါ့ဒါကိုကျွန်တော်ကရှိပ်ပြရပြန်ပြောမယ်ဆိုရင်ဒီ433ပြောလို့ရတယ်ဒါမှမဟုတ်ဒီ4312ပြောလို့ရတယ်ဒါမှမဟုတ်442ဒီ Miffy Diamond လို့ပြောလို့ရတယ်တကယ်တော့ကျွန်တော် Christmas tree ပေါ့ဒီ antelope ဒီကစားတဲ့ Christmas tree ကိုပြန်ယူလိုက်တယ်လို့ပဲဒီ C dot ရဲ့ဒီဘက်ကပြရလို့ရဲ့ကတူဆိုရဲ့အဲ့3ယောက်နေရာမှာ ဟိုဟာဖြစ်မယ်ကတိကျုံရယ် grand bass ရယ် super slide ရယ်ဖြစ်သွားမယ်အဲကာကာရဲ့နေရာမှာတော့ florian bia ဖြစ်သွားမယ်အဲတိုက်စစ်ကဒီ cross bone chat chat ကိုနေရာမှာတော့ဒါ akitike နဲ့ sala ဖြစ်သွားမယ်ဆိုတော့ပုံစံမျိုးကိုကျွန်တော် image သက်ဗျာပုံဖော်ကြည့်လို့ရတယ်အဲ့ဒါကိုကျွန်တော်ပြောနေတာဒါဒါကြီးကို slot မသိဘူးလားမင်းဒါလုံးကြည့်ပါလားလို့ကျွန်တော်ဆိုလို့ချင်တာမဟုတ်ဘူး slot အဲ့ဒါကိုလုံးကိုကျွေးဘူးတယ်ဒီ crystal palace နဲ့နေရာဆိုပေါ်တယ်မှတ်မိလိုက် florian bia ကိုပေချမ်းသုံးပြီးတော့ပေချမ်းသုံးမယ်ဟုတ်တယ်ဟဲ့တယ်ပုံစံမျိုးဒါဒါ तू လုံးကြည့်ဘူးတယ်အဲ့ဟို ဲ့အတိုင်းမတိုင်းနေမှာယာတိကြိုကာလာတွေကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင် print bound ကိုဖူပတ်ထားတဲ့ပွဲတွေမှာ sala ဒီ interior channel ပေါ့လေ inside forward row သူလောက်ခဲ့ဘူးလေဒါတွေအခုကျွန်တော်ပြောရဲဆိုတာအဲ့ဒါကိုစုလို့ရပါတော့ဟုတ်ကဲ့ဟုတ်ကဲ့ plot လောက်ခဲ့ဘူးတဲ့ဟာတွေကိုပဲခြေရာကောက်ပြီးတော့ကျွန်တော်ကဒါလေးတွေတော့ရှိတယ်ဆိုတာကိုကျွန်တော်သုံးသပ်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့လွတ်တကယ်လွမ်းစရာဆိုလို့ရှိရင် athletic bibao နဲ့ခြေစမ်းပွဲတုန်းကပွဲအဲ့ခြေစမ်းပွဲတုန်းကခြေစွမ်းတို့တရာစီလုံးတောက်လျှောက်ပြန်ပြီးမမြင်ရရဘူးเนาะဘာလို့လဲဆိုလို့ရှိရင်အဓိကက အဲ့ဒီခြေစမ်းပွဲကိုကြည့်ပြီးတော့အလုံးသာ hype ခဲကြတော့ဟာအတင်းကဒစားတာဘလောက်တော့ညံ့ညောလဲဘာလို့လဲဆိုဘောလုံးနဲ့ပုတ်ပြသွားတာမှတကယ်ညံ့နေရပဲအလုံးတော့ဒါပေမဲ့တကယ် Premier League ဒစားတဲ့အချိန်ကြတော့အဲ့လိုမျိုးမဖြစ်ခဲ့ဘူးဒါတော့ကျွန်တော်တို့ရဲ့ဒီပြဿနာတွေပေါ့နော်ဖြေရှင်းရမယ့်ဟာပေါ့ Arne Slot လည်းဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်ဒီလေးစားနဲ့ပတ်သက်ပြီးတော့အဲ့အတွက်ကျွန်တော်တို့ဒီ topic လေးကိုတော့ဒီနေရာမှာပဲရန်နာကြပါတယ်ကျွန်တော်တို့နောက် topic နောက် video နဲ့အတူပြန်လာတဲ့ပါမယ် ရာခရိုထုံတို့လည်းဒီဗီဒီယိုမှာဒီလိုမျိုးဟိုပါဝင်အားဖြစ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အာကျေးဇူးပါကိုရတန်ကျွန်တော်လည်းဂုဏ်ယူပါဂုဏ်ယူပါပါဝင်ပေးပါတယ်။